ကုန်းမောင်မင်းဆက်60မြောက်ဘရင်ဖြစ်တဲ့ဘိုးတော်ဖះခေါ်ဘရုံမင်းခေါ်ဥဝိုင်းအမည်ရှိတဲ့ဘရင်တစ်ပါးကိုကြားပူကြမယ်လို့ထင်ပါတယ်။ခေါင်းတလားကိုအပေါက်ဖောက်ပြီးတော့လက်နှစ်ဘက်ကိုအပြင်ထုတ်ပြီးတေလီရင်ကိုနောက်ဘာမှမပါဘူးသောတရားကိုပြလျက်ကွယ်လွန်သွားတဲ့ပညာရှိအမတ်ကြီးဥပ္ပဝူရဲ့အရှင်သခင်ဖြစ်ပါတယ်။ အလောင်းမင်းတရားကြီးနဲ့ရွာမဆန်ပြီးကြီးစင်ငယ်လိုက်ထင်းနဲ့ဆက်ခံရမယ်လို့အမိန့်ချမှတ်ခဲ့ပါတယ်။အရင်အမိန့်ကိုတားတော်ကြီးဖြစ်တဲ့နောင်တော်ကြီးမင်းကနာခံလျက်ညီတော်ဖြစ်တဲ့စင်ဖြူရှင်မင်းသားကိုထင်းနဲ့ဆက်ခံစေခဲ့တာကြောင့်ခမဲတော်မင်းကြီးအသေးဖြောင်းခဲ့ရပါတယ်။ဒါပေမဲ့လည်းစင်ဖြူရှင်ဘီရင်ကြီးက၎င်းလွန်တဲ့အခါမှာတော့ထင်းနဲ့ကိုညီဖြစ်သူဘိုးတော်ဖရားကိုလွှဲပြောင်းမပေးခဲ့ပဲနဲ့ရင်းရဲ့တားတော်စင်ကူးမင်းကိုလွှဲအပ်ခဲ့လျက်နန်းတွင်းမှာတူးကွဲမှုတွေစတင်လာခဲ့ပါတယ်။စင်ကူးမင်းအညာဒေသကိုဖျားဘူးသွားတဲ့ခိုက်မှာတော့မြို့ရင်းကိုဧကရိယောင်ဆောင်ကခိုးဝင်လာပြီးတော့ ဘုံများကိုဦးဆောင်ကဖောင်ကားစားမောင်မောင်ကတီးနှန်းကိုလှုပ်ကြံပြန်ပါတယ်အလောင်းမင်းတရားကြီးရဲ့တားတော်အထွေးဆုံးဖြစ်တဲ့ဘိုးတော်ဖေဟာအိမ်နှိမ့်ဆံဘဝမှာဆွေမျိုးညာတီဖိနှိပ်တာကြောင့်ပင်မဆင်းရဲစွာနေထိုင်ခဲ့ရပါတယ်နန်းရင်းကအတုံးစီမထောက်တဲ့ပြင်မိမိအပိုင်စားရတဲ့ဗရုံတွေကနေလဲအခွန်ဘဏ္ဍာကြက်တဲလာတာကြောင့်အိမ်တော်ပါကျွင်ရင်ငပေါ်ဦးတို့ကပန်းရောက်ပြီးတော့၎င်းကုလီထမ်းပြီးတော့၎င်းရှာကျွေးရပါတယ်အရိကဘိုးတော်ဖေဟာလည်းလက်နက်လူသူစုဆောင်းပြီးတော့တူဖြစ်သူနေအောင်အာရမရယူခဲ့တဲ့မိမိရဲ့ထီးနှံကိုပြန်လဲသိမ့်ပိုက်ခါဖောင်ကား ားစားပြီးပြည်စီမင်းသားစတဲ့မင်းသွေးအတော်များများကိုလည်းတက်ဖြတ်လိုက်ပါတယ်ဘိုးတော်ဘုရားလက်ထက်မှာတော့မြန်မာတို့ရဲ့မူလနေပြည်တော်ဖြစ်တဲ့အင်းဝမြို့ကိုစွန့်ခွာပြီးတော့အမရဘူရာမြို့ကိုတည်ထောင်ခဲ့ပါတယ်ရှေးဘီရင်တို့ကသာသနာတော်ကိုအထူးကြည်ညိုပြီးတော့လောကီပညာတွေကိုလည်းယုံစားလာတာကြောင့်မြို့ရွာတည်တဲ့ကရရကိစ္စပြုလုပ်ပြီးတော့တည်တတ်ကြပါတယ်အမရဘူရာမြို့တည်တဲ့အခါမှာလည်းစီအိုးကြီးများကိုမြုပ်ချင်းမင်းမိတ်ပြန်က မြို့ဆောင်ရွာဆောင်တွေကိုအဆောင်ထားခြင်းရရဖျားတည်ခြင်းစတဲ့လောကီပညာတွေကိုအသုံးပြုခဲ့ပါတယ်အမရဘူရာမြို့ကိုစောင့်ရှောက်ဖို့အတွက်ငတ တင်ကြီးငတောင်မြင့်ငတောင်တမန်ငတောင်ပြုံစတဲ့နဗလူလေးကောင်ကိုအဆောင်ထားခဲ့ပါတယ်မြို့ရရဲ့နန္ဒမိတ်ကိုတိုင်းတားလျင်တောင်လေးတောင်မှာဖះလေးစုဖြစ်တဲ့ရွှေစကားဖះရွှေကွန်ချာအုပ်ဖះရွှေရင်းရဲဖះနဲ့စင်ကျိုးရွှေကူဖះတို့ကိုတီထားပြီးတော့အကျယ်ဝန်းသတ်မှတ်ခဲ့ကြပါတယ်ဤတွင်မှာတော့ဘိုးတော်ဖះကရရရဖះအဖြစ်မဟာမုဏိဖះကြီးရဲ့အသွင်ကိုယူကာတီထားခဲ့တဲ့ဖះတဆူလည်းရှိနေခဲ့ပါတယ်အရေးဖះကတော့အမရပူရမြို့ရဲ့အရှိမြောက်တောင်အရမှာရှိတဲ့စန္နာမုဏိဖះပဲဖြစ်ပါတယ်ခရီးသွားဧည့်သည်တွေကတိုက်များပေါ်တဲ့နန္ဒဘဝ ါများအချောက်ကျန်းနယ်ဥษาဆောင်နဲ့လူစားလဲတဲ့တယ်ဆိုပြီးနာမည်ကြီးတဲ့ဖုံးစိုးမြေအန်းကြီးတခုဖြစ်ခဲ့ပါတယ်အချိန်ကာလကတိုက်စားခဲ့တာကြောင့်ပင့်ကူအိမ်များတက်ကမွေစိုးများအောင်းနေတတ်တဲ့တက်တန်းရဲ့ယဟန္တာ80ခုများရှေးကဘရင်သားသမီးများရေကစားတဲ့ကံတော်မင်္ဂလာခေါ်နဲ့ရေကန်ကြီးသည်ဒေသခံတို့ခဝေးဝေးကရှောင်ရတဲ့နာမည်ကြီးတဲ့နေရာများဖြစ်ကြပါတယ်ထုံမြမကသေးပါဘူးလူတွေလှုပ်ထားတဲ့ဒန်းစီမောင်နှမတိုက်ရှိတဲ့ဆိုတော့အစင်းရောင်ဒန်းပခတ်လေးတခုနဲ့ငကားတိုက်ရှိတဲ့ရေကန်ငယ်လေးကလည်းနာမည်ကျော်ကြားလာပါတယ်စန္ဒမူနီဖျားကြီးနေမှာရှိ တဲ့ရွာတရွာမှာတော့မိခင်မုတ်ဆိုးမကြီးဖြစ်တဲ့ဒေါ်ဝင်းနဲ့တားဖြစ်သူနှလုံးလားလူမိုက်ကြီးနှစ်ယောက်ဖြစ်တဲ့စိုးတက်နိုင်တဲ့အောင်တင်ဝင်းတို့ညီကိုနှစ်ယောက်နေထိုင်ကြပါတယ်။၎င်းတို့ညီကိုကထက်ကလေးရှိဓားဆွဲဒုတ်ဆွဲနဲ့မူးရစ်စုပူတတ်တဲ့နေကန်လူမိုက်တွေဖြစ်တယ်လို့အတောက်ဖက်မှာလည်းဘူမထားစတဲ့အတောက်ကျူးတဲ့အရက်သမားညီကိုဖြစ်ပါတယ်။တိုးပေမဲ့လည်းအခြားအရက်သမားလူစုများကဲ့သို့မိဘလုပ်စာအသင့်ထိုင်စားပြီးတော့ရက်ရွာတွင်မှမိုက်ကြီးခွဲတောင်းကျပ်နေသူများတော့မဟုတ်ပါဘူး။မိခင်မုတ်ဆိုးမကြီးကိုလည်းမပူမပင်မကြောက်မကြဖျားတရားလုံနိုင်အောင်ညီကိုနှစ်ယောက်ကမခုမက တ်နဲ့လောက်ကန်ကျူးမွေးထားပါသေးတယ်။တနေ့မှာတော့စူးတင်နိုင်တော့ညီကိုနှစ်ယောက်ဟာရွာထဲမှာရှိတဲ့ကာလာသားအချို့နဲ့အရက်ဆိုင်မှာစကားဆက်မိရာကနေဆန္ဒမူနီဖျားတိုက်ကြောင်ကိုပြောမိကြပါတယ်။ဟဲ့ဆိုကြီး မင်းတိုက်တွေပါရင်ဥစ္စာဆောင်တွေအယုံကြည်ရှိလားကွာကာလသားကောင်းဖြစ်တဲ့တကြီးတူကျော်မြကစကားဆလိုက်ပါတယ်ကျော်မြကအယက်သမားဖြစ်ပေမဲ့စာတတ်ပေတဲ့ဘွဲရဖြစ်ပြီးတော့အခြားသူများနဲ့စကားပြောဆိုရမှာတော့၎င်းတိသမျှတသမျှအကြောင်းများပါလာပြီးဆိုပါကတငယ်ချင်းအချင်းချင်းပဲစကားအနိုင်ပိုင်တတ်ပါတယ်ကျော်မြရဲ့အမေကြောင့်ပဲယမကဂိုင်းသားစိုးတင်နိုင်ကလည်းနေစမ်းမအောင်ကျော်မြရဲ့ မင်းကငါ့ကိုတိုက်တဲ့နဲ့တွေကြောင့်လာမေးနေရပါလေနဂနာကတော့မလို့လားစိုးတင်နိုင်ရဲ့စကားကြောင့်တဝိုင်းလုံးဟာရေမောကပွဲကျသွားခဲ့ပါတယ်ငါကောင်းမင်းနေရဟာမယုံဘူးကွာမယုံရေးချမယုံပဲမင်းကသာမယုံလို့နေတာဟိုတလောစီယာပန်းတဲ့မတ်တင်ဝမ်ယောက်ျားကိုထွန်းနိုင်စန္ဒာမူနီဖရာဝင်းနဲ့အပေါ့သွားပြီလို့တိုက်ကြိုင်တာဆိုလားအခုလေဖြတ်နေပြီတဲ့ အယူတီးတာပါကွာယောဂါပဲသူဖြစ်ခြင်းဖြစ်မှာပေါ့ဟာမိယုံယုံရမယ်ငါကောင်ရင်ငါတို့ရှင်တော်ဘုရားတောင်ပရလောကဆိုတာတကယ်ရှိကြောင်ဟောဘူးလေကွာထုံးစံတိုင်းပဲကာလာသားကောင်းစာတက်ကြော်များကဆရာလှုပ်တန်းကစားပါတော့တယ်အဲဒီခါမှာအမြင်ကက်ကက်နဲ့စိုးတင်နိုင်ကလည်းမချီပြုံးပြုံးကထိငော့ပြီးတော့အေးလှုပ်ဆမ်းမအောင်ကွာ အဲ့လိုမျိုးမေးမြန်းလိုက်ပါတယ်ရှင်တော်ဘုရားတရက်တစီဥစ္စာဆောင်လို့နာမည်တက်မဟောခဲ့ပေမဲ့ပေတလို့ခြုံပြီးတော့ဟောခဲ့တယ်ကွာပါဏိလို့တော့ပေတမြမပြန်ရင်တော့ပိတ်တာစင်းရဲဒုက္ခကြီးစွာခံစားနေရသူပေါ့ကွာဥစ္စာဆောင်လို့ဆိုတာလည်းအဲ့ထဲမှာပါတာပဲဟာကဲမင်းယုံမီလားဘုရားကိုယ်တိုင်ဟောထားတာနော်ဘုရားဟောယုံနေကွာမင်းပြောလို့မယုံတာကွာ မယုံရေးချမယုံမဲငါကောင်ကြီးအေးမင်းတကယ်မယုံဘူးဆိုလို့ရှင်လဲငါနဲ့အလောင်းစားလုပ်ရလားစာတက်ကြော်များရဲ့စကားကြောင့်စိုးတက်နိုင်ရလဲပါဇက်ထဲမှာရှိတဲ့အရက်ကျန်းကိုပြစ်ခနဲ့မြေပြိုမှုကိုထွေးချလိုက်ပါတယ်စိန်လိုက်လေကွာအေးအရက်တစ်လုံးနဲ့ငွေ9000ကျော်ဘယ်လိုလဲမင်းရှုံးလို့ရှိရင်ငါမယူဘူးကွာမင်းနိုင်လို့ရှိရင်တော့ငါပေးမှာညတကောင်မှာဆန္ဒမှုနဲ့ဖေဟာကိုသွားယဟန္တာကူတွေကပစ္စည်းတစ်ခုကိုယူလာခဲ့ကွာအေးလောင်းမယ်ကွာ ၎င်းတို့တငယ်ချင်းများအားသဘောတူညီမှုရယူပြီးတော့လမ်းခွဲကကိုယ့်အိမ်ကိုအသီးသီးပြန်လာခဲ့ကြပါတယ်။စိုးတင့်နိုင်တို့ညီကိုကလည်းအိမ်ပြန်ရောက်တဲ့အခါမှာတော့နွားရိုင်းသွင်းချိန်ညနေခင်းကိုပင်ရောက်နေပြီးတော့တောင်စွဲမှာပင်နေကွယ်လူဖြစ်နေပါပြီ။အသူရိနေနဲ့သားကလည်းတနိဒာတာဝန်ကိုပခုံးထမ်းခဲ့ပြီးပြီမို့ဟိမဝင်နာတောင်တန်းကြီးကိုကျော်လွန်ပြီးတော့မဟာသမုတ်တရာရေရောက်ကျမ်းမြင်ကိုငုတ်ရှို့သွားခဲ့ပါပြီ။ဘာဒကဘာမှာမိတင်းနေတိုင်းညာတဲ့လူသားများဟာလည်းဝမ်တကားအတွက်တနိဒာအလုပ်ပြီးဆုံးသွားပြီးတော့ကြာရလုပ်ငန်းခွင်နေရာတွေကလည်းမိမိအိမ်ကိုပြန်လာခဲ့ကြပါတယ်။ ညတကောင်ရံမရောက်သေးတာကြောင့်စိုးတင်နိုင်လဲတရေတမောအိတ်လိုက်ပါသေးတယ်။စိုးတင်နိုင်ပြန်လဲနိုးလာတဲ့အချိန်ကညတကောင်ရံ7နာရီပင်ရောက်နေခဲ့ပါပြီ။ရွာလဲဇရက်ကလည်းမိခင်သမားကိုစံမောင်ရဲ့နာယီပြန်တန်ချောင်းခောက်တဲ့7ချက်ကိုတက်တက်ကြားလိုက်ရပါတယ်။၎င်းရဲ့အလုံးစားလို့ရံအချိန်ကြပြီဖြစ်တာကြောင့်လက်နိတ်တက်မီတလဲယူပြီးတော့စန္နာမူနီဖျားဘက်ကိုဥတီပြီးတော့ထွက်လာခဲ့ပါတယ်။ခြေအောင်လိုက်အောင်မမြင်အောင်ပိမ့်ပိတ်နေတဲ့အမောင်တို့ကိုအန်တူပြီးတော့စိုးတင်နိုင်တယောက်ကတော့ခြေလန်းတို့ကစန္နာမူနီဖျားဝင်းထဲကိုလမ်းဝင်လာခဲ့လိုက်ပါတယ်။ညတကောင်ရံမှာပရစ်နဲ့ပစင်းရင်ခွဲကောင်များကစူ ူညံစွာအော်ဟစ်လျက်မင်းမူနေကြပါတယ်။စုတစ်နိုင်ကလည်းခြုံထူတတ်တဲ့မြေသားလမ်းကိုနင်းလာခဲ့ပြီးတော့အရှိတ်မုတ်ကလည်းဖျားဝင်းတွင်ဝင်လာခဲ့ပါတယ်။ခြေလမ်းမှန်မှန်နဲ့ရှောက်လမ်းလာခဲ့တာဟာနဂါးနှကောင်ရစ်ခွေထားတဲ့ရေကန်ငယ်လေးနဲ့၎င်းရဲ့နဘေးမှာရှိတဲ့ဒန်းပခတ်လေးကိုအမောင်တွေကလည်းမြင်တွေ့ရလေပါတယ်။အဲ့ဒီနေရာရဲ့မျက်စောင်းတို့လောက်မှာအတန်ငယ်လမ်းနဲ့နေရာတစ်ခုမှာတော့နက်ရေကန်ကြီးကလိုက်အောင်အောက်မှာငွားငွားဆွဆွင်ကြီးရှိနေခဲ့ပါတယ်။စုတစ်နိုင်ကလည်းဒမ်မီတလက်ကိုဟိုဒီထိုးကရှောက်လမ်းလာခဲ့ရာပြတိုက်ပို့ရတော့မယ့်အနေအထားဖြစ်နေတဲ့ခြုံရွယ်ပိတ်ပေါင်းများတူတက် တက်နေတဲ့ယဟန္တာ80ကူများကိုတွေ့ရပါတယ်။စိုးတင်နိုင်ရလဲနောက်နေမနေတော့ဘဲနဲ့အနည်းဆုံးမှရှိတဲ့ယဟန္တာကူတွေကိုဝင်သွားလိုက်ခါ၎င်းမျက်စိအရှိအလွယ်တွေ့ရတဲ့ပစ္စည်းတစ်ခုကိုယူကာပစိုးကပိုက်တဲကိုလိတ်ထည့်လာခဲ့လိုက်ပါတယ်။အဲဒီပစ္စည်းလေးကလက်တဝါခန့်သာသာရှိတဲ့နှဲခိယူလေးတစ်ခုဖြစ်နေပါတယ်။စိုးတင်နိုင်ရဲ့စိတ်ထဲမှာတော့စာတက်ပေတဲ့ကြော်များကိုတရေဘောကြောင်တဲ့သူဆိုပြီးမချက်ပြုတ်ပြီးတော့အနည်းရဲ့မကြောက်တာကိုသဘောအကျကြီးကြားလျက်အိမ်ကိုပြန်ခဲ့လေရာခြေလန်းတို့ကတွက်လက်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကြော်များစီကအလွယ်တကူရရှိမဲ့ဝီစကီတစ်လုံးနဲ့ငွေ900 တော်ကိုမျက်စီထဲမှာမြင်အောင်ကပြန်ပြုံးနေမိပြန်ပါတယ်။စွတ်တနိုင်တယောက်အိမ်ကိုပြန်ရောက်ရောက်ချင်းမှာတော့အိမ်ရှိတကားဝမှာလူတချို့တမီးအောင်တပြောင်ပြောင်နဲ့စူယုံစူယုံဖြစ်နေတာကိုတွေ့လိုက်ရာစိတ်ထဲမှာအထူးဆန်းဖြစ်သွားခဲ့ပါတယ်။အိမ်ထဲကနေလည်း၎င်းရဲ့မိခင်ဖြစ်သူဒေါ်ဝင်းတယောက်အလင်းမြန်ပြေးထွက်လာပြီးတော့စွတ်တနိုင်ကိုထူထောင်ရိုက်နှက်ပါတော့တယ်။ဟဲ့ကောင်တေးချင်းစုနေဖျားသွားပြီးတော့ဘာမှမဟုတ်တာလုပ်ခဲ့ရတယ်။၎င်းဘာသာလှုပ်လာတဲ့ကိစ္စကိုမိခင်ကအတက်တိနေတာမလို့စွတ်တနိုင်စိတ်ထဲအံ့ဩနေရပါတယ်။ဟဲ့ကောင်တေးချင်းစု နေဖះသွားပြီးတော့ဘာမဟုတ်တာလုပ်ခဲ့ရလဲ။၎င်းဘာသာလုံလာတဲ့ကိစ္စကိုမိခင်ဖြစ်သူကအတက်သိနေတာမလို့စွတ်တင်နိုင်စိတ်ထဲမှာတော့အံ့ဩရပါတယ်။ဒါပေမဲ့လည်းမိခင်ကြီးရဲ့ရက်ကြော်ရွာကြော်စုဆဲတော်မှာကိုရှက်လာတာကြောင့်ကျုပ်ကျုပ်ဘာမလုပ်ခဲ့ပါဘူးဗျာ။အဲဒီလိုမျိုးလိန်လေပြီးတော့ခေါင်းကိုတွန်တွန်ခါရမ်းကညင်းနေခဲ့ပါတယ်။နေလုတ်ခဲ့လို့သာပေါ့။အခုအိမ်ထဲမှာနင့်ညီကိုအပဝင်စီးနေပြီဟဲ့ဗျာ။ အဲဒီခါကျမှ၎င်းလဲညီပြည့်သူတွေစိုးရင်သွားပြီးတော့အိမ်ထဲကိုပြေးဝင်သွားလေရတဟီတဟဲလောက်လေအပဝင်စည်းနေတဲ့၎င်းရဲ့ညီအောင်တင်ဝင်းနဲ့ရွာကန်နက်ကတော်ဒေါ်လာမင်းအခြားရွာသားများကိုပါတွေ့လေရပါတယ်အဲဒီချိန်မှာတော့အောင်တင်ဝင်းကကောက်ခံငင်ကအနီးနားမှာရှိတဲ့ဖန်ခွက်နဲ့သူ့ရဲ့အကိုဖြစ်သူကိုလမ်းပြီးပြပောက်လိုက်ပါတယ်အဲဒီချိန်မှာပဲစွတ်တင်နိုင်ကအရှောင်းနန်းရံကိုထိမှန်ပြီးတော့ဂွမ်းကနဲဆိုပြီးကွဲသွားခဲ့ပါတယ်ဟဲ့အောင်မင်းဘာကောင်လဲကွာစွတ်တင်နိုင်ကပေယောကအဆွဲကိုဒေါ်သကြီးစွာဖြင့်မင်းမြန်လိုက်ပါတယ်အဲဒီခါမှာပေယောကအဆွဲကလည်းလက်ညှိုးငေါငေါထိုးပြီးတော့ခွေးတရောင်းစား တခိုးကမြန်လူပြန်ဟဲ့လို့ငါစန္နာမုနိဖေဟာတိုက်ဆောင်မယ်ဟဲ့ဟမ်စန္နာမုနိဖေဟာကတိုက်ကတော်တော်လေးကြမ်းတာမလို့၎င်းတိုက်ကတိုက်ဆောင်လို့ဆိုတဲ့အခါမှာတော့ကိစ္စတုံးပြီပဲဆိုပြီးရွာသားများကရေရွတ်ကအာမေရိတ်တံများထွက်ပေါ်လာခဲ့ပါတယ်မင်းရမင်းတိုက်ဆောင်ဆောင်တင်းညိုင်းဆောင်ဆောင်ခုချက်ချင်းငန်းကြီးခန္ဓာကိုယ်တွေကထွက်သွားစမ်းကွာစိုးတင်နိုင်တယောက်အဲ့ဒီချိန်မှာပဲဝုန်းနေဆိုပြီးတော့ရုပ်လုံးမမြင်ရပဲနဲ့တစုံတယောက်ကစောင့်ကန်ခံလိုက်ရတယ်လို့မျိုးအိမ်ဦးနဲ့ကြံပြင်းဖိနှိုင်လေးရဲ့လဲကျသွားခဲ့ပါတယ်မင်းလိုကောင်မျိုးအသေးတက်ပြစ်မလို့ပဲ ိုလုံကောင်းသွားလို့မသိတယ်မှဘာမှလည်းငါပစ္စည်းပယောဂအစွဲရဲ့စကားကြောင့်စိုးတက်နိုင်လဲမျိုးလုံးပြမျက်စံပြဖြစ်သွားခဲ့ရပါတယ်အကြောင်းမှာတော့စိုးတက်နိုင်ငယ်စဉ်ကမိဘများပဲမသိရပဲနဲ့အထက်ကိုင်းစရာတူထံမှာဆေးပေါက်ဖူးပါတယ်နှုတ်ခမ်းမှာလည်း၁၀မျက်ခမ်းမှာလည်း၁၀ခတ်ဆောင်မှာလည်း၁၀ထိုးနိုင်ခဲ့တဲ့ဆေးတော်ကအစိမ်းအဝါမကတ်နိုင်ဆိုတာကြောင့်ဆေးပေါက်ခဲ့ခြင်းဖြစ်ပါတယ်ယခုအဲ့ဒီကိစ္စကိုပယောဂအစွဲကသိနစ်နေပြီဖြစ်ပါတယ်ဒီပစ္စည်းလားစိုးတက်နိုင်ကပယောဂမိစ္ဆာကောင်မြင်သာစီရန်ကပိုက်ထောင်တွေကနှဲခွလေးကိုထုတ်ယူပြီးတော့မြင်သာအောင်ပြလိုက်ပါတယ်အေးဟုတ်တယ် မနေ့ပြန်အာယုံမတက်ခင်နောက်ဆုံးထားပြီးတော့နေရာတကျလာပြန်ထားပါမဟုတ်လို့ရှင်မင်းညီကိုတတ်ပြက်မယ်ကျုပ်ကျုပ်ညီကိုတော့မတတ်ပါနဲ့ဗျာအခုချက်ချင်းလာပြန်ထားပေးပါမယ်မင်းစကားနဲ့မင်းနော်မဟုတ်လို့ကတော့ဟုတ်ဟုတ်ကဲ့ပါဗျာစွတ်တင်နိုင်ရလဲ၎င်းကြောင့်ညီဖြစ်သူတေကင်းဆက်ရတော့မှမလို့ရှစ်ကြီးခုလေးရဲ့တောင်းမှန်ပြီးတော့ဂရီပေးလိုက်ရပါတော့တယ် အဲဒီခါမှာပယောဂအဆွဲရလဲအောင်တင်ဝင်ရဲ့ခန္ဓာကိုယ်ကနေအတာတကြီးထွက်သွားခဲ့ပါတယ်။စိုးတင်နိုင်တယောက်ဆန္ဒမုနိဘုရားကိုတုတ်ချစ်တင်ကအပြေးတစ်ပိုင်းသွားရောက်ပြီးတော့၎င်းယူလာတဲ့နှဲခုလေးကိုယဟန္နာကူထဲမှာပြန်ထားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့လူလဲကျဲသွားပြီးတော့ညီပြည့်သူအောင်တင်ဝင်ကအနေထားမပြတ်မိခင်ကြီးဒေါ်ပိုင်းကတော့ဒေါ်သဘုံထားကစိုးတင်နိုင်ကိုနောင်ကျင်အောင်ဆုံးမရန်ဝချမ်းများကြီးတစ်ချောင်းကိုကင်လေးရဲ့စောင့်စားနေခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစုံနေတဲ့ဒီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။ ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်